Hello အားလုံးပဲမင်္ဂလာပါ Terror Readings by Mombase ကနေပြီးတော့ကြိုဆိုပါရစေ။မုံတိခေါပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့နက္ခတ်ဗီဒါနဲ့ပတ်သက်တဲ့ဆလင်းတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာရှိပါပြော။ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကြောင့်မလို့ဟော Astrology နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော်။အထူးသဖြင့်မုံပြောပြပေးမှာက Western Astrology နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပါ။ Western ဆိုအနောက်တိုင်းဘက်က Astrology နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပါ။အဲ့တော့ကြတော့မိမိအနေနဲ့ဒီနက္ခတ်ဗီဒါပေါ့နော်။ဒီ Aries တို့ Leo တို့ဟာ Gemini တို့ဒါရင်လည်းပတ်သက်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက် ီးတော့နားထောင်ပြီးသွားပါအောင်เนาะအခုပြောပြပေးမှာကကြတော့နပ်ကျွန်းဆိုတဲ့ဂျိုနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဒီဂျိုလေးကကြတော့အရင်တုန်းကသူကဒီဂျိုကဘယ်နေရာဒီတွင်ထဲမှာရောက်နေရလဲဆိုရင်အာလွန်ခဲ့တဲ့ပေါ့เนาะဒီ73နှစ်လောက်တုန်းကတော့ဒီဂျိုလေးဒီဂျိုလေးကပိုက်စီဆိုတဲ့မင်ယာဒီထဲမှာရောက်နေတာပါလက်ရှိဒီမက်စလာ30ရဲ့နေကတော့ဒီပိုက်ပိုက်စီမင်ယာဒီကနေပြီးတော့ဒီဂျိုလေးကဘယ်ကနေအစားပိုက်စီဆိုတော့ပိုက်စီကနေပြီးတော့အဲ့ယာဒီတွင်လေးကကူးသွားတယ်ဘယ်ကိုကူးသွားလဲဆိုတော့ Aries တွေကိုကူးသွားပါတယ်အဲ့တော့လက်ရှိမှာဒီ Neptune ဆိုတဲ့ဂျိုလေးက Aries ယာဒီတွင်ထဲမှာရောက်နေပါတယ် ်သူကဘလောက်ကြာအထိနေမှာလဲဆိုရင်လာမယ့်ဒီ2020ခုနှစ်လောက်ထိနေမှာပါအဲ့တော့ကြတော့ဒီ Pisces Pisces ကနေပြီးတော့ Aries ကိုကူးသွားတဲ့အခါမှာအာဒီမှုံတို့ပေါ့နော်လူသားတွေအနေနဲ့ Astrology ရာနက္ခတ်ဗေဒအရာဘလိုမျိုးလေးတွေအပြောင်းလဲတွေကြုံတွေ့ရနိုင်ခြေရှိမလဲဆိုတာလေးတွေကိုမှုံအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးနှပ်ကျုံဆိုတဲ့ဂျိုးချောင်းလေးကိုအရင်ရှင်းကြရမယ်ပေါ့နော်ရှင်းမယ်ပေါ့အဲ့တော့နှပ်ကျုံဆိုတဲ့ဂျိုးလေးကဘာနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ရလဲဆိုရင် तू ကကြတော့ imagination တို့ဟာစိတ်ကူးရင်နာတို့ creation တို့ပေါ့နော် ော်ဖန်တီးတူထင်မှုတွေနဲ့ဒါရင်းနဲ့ဆက်ဆက်တဲ့အဲဂျိုလို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်မလို့မိဘလို့စိတ်ကူးရန်တက်လဲတော့မိမိဘလို့မျိုးပေါ့ creation လုပ်တတ်လဲဆိုရင်လည်းပတ်သက်ပြီးတော့ကြည့်လို့ရတဲ့အဲနေရာပေါ့နော်အဲ့နေရာလို့ပြောလို့ရတယ်အဲ့တော့ကြတော့အဲ့ဂျိုလို့ပြောလို့ရတယ်အဲ့တော့ကြတော့လက်ရှိမှာ Pisces မှာတော့ကိုကကိုယ့်ရဲ့တချို့စိတ်ကူးလေးတွေတချို့ imagination လေးတွေအပိုင်းလေးတွေမှာမလုံရဲခဲ့တဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့အခု Aries တဲ့ကိုရောက်သွားတဲ့အခါမှာပေါ့နော်ဒီမှာ Aries တဲ့ကိုရောက်သွားတဲ့အခါမှာဘာဖြစ်သွားနိုင်လဲဆိုရင်တော့အာဒီ အနပ်အနပ်ကျောင်းအေရီရောက်သွားတဲ့အချိန်မှာကျတော့ကိုယ့်ရဲ့တချို့စိတ်ကူးတွေတချို့ imagination တွေကိုကိုကဒီတိုင်းမဲ့သိမ်းမထားတော့ထုတ်ပြလာရတဲ့တက်တီတွေရှိလာနိုင်တယ်ဒါကတော့ over all ပြောပြတာပေါ့နော် over all ဟိုဘယ်ရာသီခွင်ဘယ်ရာသီခွင်ဆိုတခုချင်းစီတော့မပြောပြသေးမယ်ဒါ over all ပြောပြအဲ့တော့ထုတ်ပြလာနိုင်တယ်တခုဆိုကိုတခုခု creation လုပ်ချင်မင်းမလားဖန်တီးချင်လာပြီမလားအဲ့တော့ဆိုရင်းဝန်ထုတ်ပြလိုက်တယ်ဒါမျိုးပေါ့နော်အဲ့ကိုစိတ်ကူးထားတဲ့ဟာတွေကိုချပြရဲလာတဲ့တက်တီတွေရှိလာတာမျိုးတွေဖြန်နိုင်တယ်အဲ့ဒါတော်တော်များများမှာအဲ့လိုမျိုးပုံစံမျိုးလေးအဲ့လို energy လေးတွေအဲကြုံတွေ့ရနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ကြတော့အဲတခုရာသီခွင်တခုချင်း င်းစီနဲ့ပြောပြရမယ်ဆိုရင်တော့ဒီတစ်ခေါက်မှာတော့မောင်ကားပေါ့နော်ဒီဟာကနပ်ကျွန်ရာဒီဝင်နဲ့ပတ်သက်ပြီးတော့နပ်ကျွန်ဂျုံနဲ့ပတ်သက်ပြီးတော့ပြောမယ့်အခါကျတော့ရာဒီဝင်ပေါ့နော်စမ်းဆိုင်နေနဲ့ပြောလို့မရဘူး ဥပမာဘယ်ရက်ကနေဘယ်ရက်တွင်မွေးတယ်ဆိုရင်တော့ sun အာဒီ aries ပါဘယ်ရက်ကနေဘယ်ရက်တွင်မွေးတယ်ဆိုရင်တော့ taurus ပါဆိုတဲ့ sun နဲ့ပတ်သက်ပြီးပြောလို့မရဘူးဒီတစ်ခါမှာမှောင်ကဘလုံဟာလေးနဲ့ပတ်သက်ပြီးတော့ပြောလို့ရမှာလဲဆိုရင်တော့ ascendant ပေါ့ rising sign နဲ့ပတ်သက်ပြီးတော့ပြောလို့ရမှာပြောရမှာပေါ့နော်အဲ့တော့ ascendant rising sign ကိုသိရဖို့အတွက်ဆိုရင်မှောင်တို့ကဘယ်ကနေပြီးတော့သိလို့ရနိုင်လဲဆိုရင်တော့ဒီပေါ့နော် budget တွက်လို့ရတဲ့ calculator ပေါ့နော်ဟို google မှာပေါ့ budget calculator လို့နေရာမျိုးတွေမှာသွားပြီးတွက်ရမယ်တွက်ပြီးသွားတဲ့အခါမှာဆိုရင်ဒီဘက်က sun ကိုမယူဘူးဒီဘက်က ascendant ဆိုတဲ့နေရာကပေါ့နော်ဒီနေရာကဟာကိုပဲယူမယ်အဲ့တော့အစမ်းတက်မှာရေးထားတဲ့ Torres ဆိုရင်အဲဒီ Torres ဇာတိကွင်းအကြောင်းကိုပြောသွားတဲ့အခါမှာနားထောင်လို့ရတယ်အဲအဲ့လိုမျိုးပေါ့နော်အာဒီ Rising Sign အစမ်းတက်ပေါ့နော်ဒီနေရာလေးမှာရှိနေတဲ့အာပေါ့နော်ဒီနေရာလေးမှာရှိနေတဲ့အဲဇာတိကွင်းနဲ့ပတ်သက်ပြီးတော့ပဲကြည့်ပေးသွားမှာအဲ့တော့ဒီရှေ့ရဇာတိကွင်းစမ်းနဲ့မတူဘူးပေါ့နော်တခါလေးမှာဒီဒီဒီအခုအဲ့လိုနမူနာပြထားတဲ့ဟာမှာတော့တူတယ်ဒါပေမဲ့ပုံမှန်အဖြစ်နဲ့တော်တော်များများကတော့မတူတာလေးတွေများတတ်တယ်အဲ့တော့ကြတော့ဟိုပေါ့နော်အမှုံဆိုရင်ကစမ်းကတော့ဂျမန်နိုင်ဒါပေမဲ့ Comet Rising ကကြာတော့မို့ဆိုရင် Sagittarius အဲအဲ့လိုမျိုးလေးတွေပေါ့နော်တော်တော်လည်းမတူတာလေးတွေရှိတတ်တယ်အဲ့တော့ကြတော့ဒါလေးတွေကိုသိကြတယ်ဆိုရင်တော့ budget ဟို budget တွက်လို့ရတယ်ပေါ့နော် Google မှာပဲဖြစ်ဖြစ် budget calculator လို့ရှာပြီးတော့တွက်လည်းရတယ်အမုံရဲ့ဒီ TikTok မှာဆိုရင်လည်းမောပင်ပို့လေးထောက်ထားတယ် budget ဘယ်လိုတွက်ရမလဲဆိုတာမျိုးတွေရှိတယ်အဲ့တော့ TikTok account ထဲမှာလည်းဝင်ကြည့်လို့ရတယ်ဒါမှမဟုတ်လည်းမုံဒီ video လေးမှာလည်းမုံ link လေးထည့်ပေးထားမယ် Facebook မှာတင်ထားဘူးတဲ့ link ပေါ့နော် link လေးထည့်ပေးထားမယ်အဲ့ဒါလေးတစ်ချက်ဝင်ကြည့်ပြီးတော့လည်းအဲ့ပေါ့နော်တွက်ပြီးတွက်ကြည့်လို့ရတယ်အဲ့တော့ကို့မှာကို့မှာမွေး းချိန်နဲ့တီးတယ်အခုမွေးဖွားတဲ့ရက်တွေလတွေခုနှစ်တွေကိုအင်္ဂလိပ်လိုတီးတယ်ဆိုရင်တွက်လို့ရတယ်ပြီးတော့မွေးဖွားတဲ့ဒေတာရက်ပေါ့နော်ဥပမာရန်ကုန်မှာမွေးရလားမန္တလေးမှာမွေးရလားဒါမှမဟုတ်ဘန်ကောက်မှာမွေးရလားစင်ကာပူမှာမွေးရလားစသဖြင့်မကိုမွေးတဲ့ရက်တွေတောင်တီးတယ်ဆိုရင်အဲ့ဒီအချက်၃ချက်တီးတယ်ဆိုရင်ကိုပဲတွက်လို့ရပါပြီအဲ့တော့ကြတော့မဟုတ်အများကြီးပြောမနေတော့ပေါ့နော်အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့တွက်ကြည့်ပါတွက်ကြည့်ပြီးတော့ကိုယ့်ရဲ့ rising ကိုယ့်ရဲ့ ascendant ပေါ့နော် rising တော့အစမ်းတက်တော့တော့ဟိုအတိတ်ပဲခေါ်ဝေါ်တဲ့ပုံစံလေးတွေဒါကွဲသွားတာအတူတူပဲเนาะအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကွဲသွားနိုင်မှာပေါ့အဲ့တော့ကြတော့ပထမဆုံးအနေနဲ့အာဒီ Neptune in Aries မှာပေါ့เนาะ Neptune in Aries မှာအာ rising sign ပေါ့ Aries သမားလေးတွေပေါ့ rising sign Aries သမားလေးတွေအနေနဲ့ကကြတော့သူတို့အနေနဲ့ဘာလေးတွေကြုံတွေ့ရနိုင်ခြင်းရှိလဲပေါ့အဲ့တော့ကိုယ့်ရဲ့အဲဘတ်ချက်မှာ Aries rising နေပဲဖြစ်တဲ့အခါကျရင် Neptune လေးကလည်းဘယ်ထဲမှာရောက်နေလဲဆိုရင်တော့ဒီအစမ်းတက်ရဲ့ပေါ့เนาะ rising Aries တွေရဲ့ house number 1ထဲမှာပဲရောက်နေတတ်ပါတယ်အဲ့တော့ house number 1 ဲမှာဒီ납ကျွန်လေးရရှိနေတဲ့အခါကျတော့အရင်ကတည်းကစာရင်ကိုယ့်ရဲ့ပေါ့နော်ဒီ physical appearance တို့အရင်တော့ကပြပြင်ဆင်ဆင်နေကြတယ်ဒါပေမဲ့ဟာတော်ပါပြီငါအချိန်မပေးနိုင်လို့မနေခဲ့ဘူးဆိုရင်ဒီအခုအာဒီ73နှစ်တာကာလတော်တွင်းမှာအရင်ကတည်းကစာရင်ပို့ပြီးတော့ကိုယ့်ကိုပို့ဂယူးဆိုင်လာနိုင်တယ်ကိုယ့်ကိုပို့ပြင်ဆင်ဆင်နေလာနိုင်တယ်ကိုယ့်ကိုပို့ပြီးတော့ confidence ပို့ရှိလာတာမျိုးတွေဖြစ်လာနိုင်တယ် အာပို့ပြီးတော့ယုံကြည်မှုပို့ရှိလာတာမျိုးပေါ့နောက်တစ်ခုကကျတော့ကိုယ့်အကြောင်းနဲ့ကိုယ်အရင်တော့ကကိုယ့်အကြောင်းကိုတွေးလိုက်ရင်ငါမလုံနိုင်ပါဘူးငါမဖြစ်နိုင်တော့ပါဘူးငါတွေးထားတဲ့ဟာငါမလုံရဲပါဘူးဆိုရင်အခုအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အရင်ကတည်းကဆိုင်ပို့ပြီးတော့ရဲဝန်းဝလုံလုံနာနိုင်တာမျိုးလုံနိုင်ကြိုင်နိုင်တာလည်းအနေထားမျိုးတွေပေါ့နော်ဒါမျိုးတွေရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ကျတော့ဟိုပြောရမယ်ဆိုရင်တော့အဲကိုစိတ်ကူးထားခဲ့တဲ့ကိုယ့်ရဲ့ ဘလို့ပုံစံပေါ့နော်ကိုကငါကဘလို့လူမျိုးဖြစ်ချင်တာဆိုတာမျိုးတွေကိုဒီအခု2025ကနေ2039အတော်တွင်းမှာဒီ rising sign aries တွေအနေနဲ့ပေါ့နော်ကိုလိုချင်တဲ့ပုံစံကိုဖြစ်ချင်တဲ့ပုံစံကိုစိတ်ကူးနဲ့နေမဟုတ်တော့ဘူးလက်တွေ့မှာပါတကယ်ကိုအကောင့်ထဲပေါ်ပြတာမျိုးတွေရှိလာနိုင်တယ်ဥပမာငါပုံလှချင်တယ်ဆိုပုံလှအောင်လုပ်လာတာမျိုးပေါ့အငါ body structure မိုက်ချင်တယ်ဆို body structure ပုံမိုက်အောင်လုပ်သွားလုပ်ချင်လာတာမျိုးပေါ့အဲဒါတော့ဒါဥပမာအနေနဲ့ပေးရပါပေါ့နော်အဲ့တော့အမျိုးမျိုးရှိမှာပေါ့နော်တောင်းတောင်းနေရတော့ကိုဘလို့လူမျိုးဖြစ်ချင်တယ်ဆိုတော့တယောက်နဲ့တယောက်နဲ့တူမှာတော့မဟုတ်ဘူးငါ့ကိုလူတွေကဘလို့မြင်စေချင် ဲ့အဲငါ့ကိုငါ့ရဲ့ပုံရိပ်ကိုလူတွေကတော့ဘလို့လေးထင်စေချင်တယ်ဆိုတဲ့ဟာမျိုးလေးတွေကိုတည်တည်ဆာဆာလေးလှုပ်လာနိုင်မဲ့အနေအထားမျိုးတွေမှာရှိပါတယ်အဲ့တော့ဒီ rising sign aries တွေအနေနဲ့ကတော့ကိုယ့်ရဲ့ပေါ့နော်ဒီပြောရမယ်ဆိုရင်ကိုကဘလို့လူပါဆိုတာမျိုးကိုပို့ပြီးတော့ရဲမောထုတ်ပြလာနိုင်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုနောက်နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကကြတော့ဗာလဲဆိုတော့နောက်တစ်ယောက်ဆိုတာကဟိုနောက်ထပ် sign တစ်ခုကိုထပ်ပြောမယ်ဆိုရင်တော့ rising sign taurus ပေါ့အဲ့တော့ကိုယ့်ရဲ့ဘတ်ချက်မှာအစမ်းတက် rising ပေါ့နော်တူတူပဲနော်အဲ့ဒီဟာရဲ့နေရာမှာ taurus တွေပါတဲ့သူတွေ ီအနေနဲ့ကတော့ပြောရမယ်ဆိုရင် Rising Sun Taurus ဓမာလေးတွေကကြတော့လေအာဒီအခု2025ကလေ2039 Adore Dream ပေါ့နော်အဲ့ Adore Dream မှာဘလို့ຢာလေးတွေဖြစ်လာနိုင်ကြီးရှိလဲဆိုရင်တော့မိမိအနေနဲ့ပေါ့နော်အရင်ကတည်းကစာရင်ပို့ပြီးတော့အာကိုယ့်ရဲ့ spiritual ဘိုင်းမှာ spiritual ဆိုတာဘာကိုပြောတာလဲဆိုရင်တော့အာစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအာဒီ energy တွေ universe တွေပေါ့ငကိုရဲ့စိတ်ဝင်စားနေတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့လှုပ်ဖြစ်လာနိုင်တယ် ဲ့ဒီပိုင်းတွေမှာအရင်ကတည်းကဆိုင်ကိုကိုတိုင်းကပါလေဟိုထက်တဲ့ဝင်လေ့လာပြတာမျိုးတွေအရစားရှိလာနိုင်တယ်။အာဒါနောက်နောက်တော့စိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ရဲ့ငြိမ်းချမ်းမှုလို့စိတ်ရဲ့အေးချမ်းမှုတွေပေါ့ဒါတွေကိုကွက်ရှောက်ဖွေခြင်းနဲ့စိတ်တရားစဖြစ်လာနိုင်ကြီးရှိတယ်။နောက်တစ်ခုကကြတော့ဟိုပြောရမယ်ဆိုရင်တော့အာဒီလူတွေရဲ့လေစိတ်ကြောင်းဆိုတာထက်ကိုယ့်ကြောင်းကိုယ့်စိတ်ကိုကိုပိုသိလာတာပေါ့နော်။မိမိရဲ့အတွင်းစိတ်မိမိရဲ့အတွင်းစိတ်ကဘယ်လိုလူမျိုးလဲငါကတော့ဘယ်လိုမျိုးဆိုရင်တော့ကြိုက်တယ်မကြိုက်ဘူးပေါ့။အရင်ကကိုယ့်ကိုကိုဘာကြိုက်တယ်ဆိုတာသိကြမှသိမယ်။ဒါပေမဲ့အခုကာလမှာကိုဘာကြိုက်တယ်ဆိုတာမျိုးတွေအရစားပိုပြီးသိလာနိုင်တယ်။သိလာနိုင် ဲ့အပြင်ကိုမှအတိလာတဲ့အတိုင်းပေါ့နော်ဖန်တီးလာနိုင်တာမျိုးတီထွင်လာနိုင်တာမျိုးတွေဖြစ်လာနိုင်ခြေရှိတယ်နောက်တစ်ခုကကြတော့ဟိုပြောရမယ်ဆိုရင်တော့ဒီ rising အ rising sign taurus တမားလေးဒီအနေနဲ့ကလေဟိုအရင်ကထုတ်မပြောခဲ့ရတဲ့ပေါ့နော်အရင်တော့ကိုစိတ်ထဲမှာတော့ကြိုက်တယ်ဒါပေမဲ့အဲ့အလေးဒီထိတ်ထဲမှာကြိုက်တဲ့ဟာတွေထုတ်မပြောရဲဘူးအရင်တော့စိတ်ထဲမှာတွေးထားဘူးတာရရှိရဲဒါမျိုးလေးတွေဖြစ်ချင်တာဆိုတော့တွေးထားမှုတွေရှင်ထုတ်မပြောရဲဘူးဆိုတဲ့ဟာတွေကိုထုတ်ပြောထုတ်ပြောလာနိုင်တဲ့တတိတွေရာစာရှိလာတာမျိုးတွေဖြစ်နိုင်ခြေရှိတယ်အဲ့တော့မိမိရဲ့အတွင်းစိတ်ထဲမှာဖြစ်ချင်တာလေးကိုပို့ပြီးတော့ဦးစားပေးလာနိုင်တယ် ပို့ပြီးတော့လည်းပေါ့နော်အကောင့်ထဲပေါ်လာနိုင်တဲ့ energy မျိုးတွေရှိနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်လို့ဆိုတဲ့သဘောတရားလေးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့အာ rising sign german nine လေးတွေပေါ့နော် rising sign german nine လေးတွေကကြတော့ကိုသူတို့အနေနဲ့ဘလို့နေရာမျိုးလေးတွေမှာထူးခြားမှုတွေရှိလာနိုင်မလဲဆိုရင်တော့အရင်ကတည်းကစာရင်ပို့ပြီးတော့ပေါ့လူမှုပေါင်းသင်းဆက်ဆံရေးပိုကောင်းလာတာမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေပရာဟိတာဘိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေလူမှုရေးကိစ္စရက်တွေပေါ့နော်အထူးသဖြင့်ဟိုကုတ်ကိစ္စထက်အများကျိုးပေါ့အများကျိုးမှာပို့ပြီးတော့အာဒီလုံနိုင်ကိုင်းနိုင်စွမ်းနဲ့ပိုများလာတာမျိုးတွေရှိနိုင်တယ်အရင်တော့အော်အော်အများကျိုးလုတ်ချင်တယ်အချိန်မရှိဘူးအဲ့ဒါတော့အခုဒီကာလတော်တဲမှာပို့ပြီးတော့လုတ်ပေးကျင်လာနိုင် င်လှုပ်လဲလှုပ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်ကြည်ရှိတယ်နောက်တစ်ခုကကြတော့ဒီ Neptune ဒီဟို Neptune Aries ဆောင်းနေတဲ့အတော်တွင်းမှာပေါ့နော်မိမိရဲ့ဒီ community အမိမိရဲ့ပတ်ဝန်းကျင်ပတ်ဝန်းကျင်အကျိုးအများကြီးဖန်ပတ်ဝန်းကျင်အတွက်အကျိုးရှိမဲ့ကိစ္စရဲ့တွေတော်တော်များများလှုပ်ဖြစ်နိုင်တဲ့အနေအထားမျိုးတွေရှိနိုင်တဲ့သဘောတရားတွေတွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အာဒီ Rising Gemini တွေကကိုကိုတရားကိုတရားထဲကောင်းဖို့အရေးထက်အဲသူတို့သူတို့အများကောင်းဂျိုးကိုကောင်းပေါ့နော်သူများအတွက်ပို့ပြီးတော့စဉ်းစားပေးဖြစ်လာတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့တချို့တွေအနေနဲ့ ဲ့အာဒီ Rising Gemini နေအနေနဲ့ပေါ့နော် social media သုံးပြီးတော့အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့ social media အတွက်ဟာ content ကောင်းကောင်းနေပေါ့ပေါ့နော် social media မှာဟိုမှာဆိုဆိုရှိရလေတော် TikTok တို့ Facebook တို့ဒါနေမှာတစင်စီးပွားရှာနေတဲ့သူတွေဆိုရင်လည်းဟိုတကယ်ကိုပဲကောင်းပေါ်နေ content တွေလူတွေအတွက်အကျိုးရှိတဲ့ content တွေကိုဖန်တီးပြီးတော့စီးပွားရှာလာနိုင်တာမျိုးတွေအလုပ်လုပ်လာနိုင်တာမျိုးတွေအားစလုပ်နိုင်တဲ့သူမျိုးတွေဖြစ်နိုင်တဲ့သူတွေလို့ဖြစ်လာပြောလာလို့ပြောလို့ရတယ်ပေါ့နော်ဒီကာလတွေမှာအဲ့လိုအပြောင်းအလဲတွေရှိလာနိုင်ပါလိမ့်မယ် အဲ့တော့ဒီ rising gemini ပြီးသွားပြီဆိုတော့ rising sign cancer လေးနေပေါ့เนาะ rising sign cancer ကကြတော့သူကဗော cancer ဆိုတာကြတော့ဒီမှာဗောနော်အစမ်းတက် rising sign cancer သမားလေးတွေကကြတော့သူကဘယ်နေရာလေးဒီမှာသွားပြီးတော့ထူးခြားမှုလေးတွေရှိနိုင်မလဲဆိုရင်တော့မိမိရဲ့ career အပိုင်းပေါ့เนาะမိမိရဲ့အတန်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာကိုပို့ပြီးတော့ creation ပို့ကလုံးလာနိုင်တယ်ပို့ပြီးတော့ပေါ့เนาะဒီကောင်းမွန်တဲ့ဖန်တီးတထွင်မှုတွေလုပ်နိုင်တဲ့အနေအထားမျိုးတွေရှိနိုင်တဲ့သူတွေလို့ပြောလို့ရတယ်ဒီ dot twin မှာဒီအခု73ပေါ့เนาะဒီ2020 2039ပေါ့အဲ့ ့အတော်တွင်းလောက်တော့တင်းမှာကိုယ့်ရဲ့ career ဘိုင်းနဲ့ပတ်သက်ပြီးတော့အရင်တက်စိတ်ကူးစိတ်တန်းကောင်းတွေကိုပို့ပြီးတော့ချပြလာနိုင်တယ်။အာအရင်တော့ကငကားလုံးနဲ့ပတ်သက်ပြီးတော့တခါတခါကျရင်ရှိရလေဟိုပုံမှန်အားဖြင့်နဲ့ပေါ့နော်ကိုကဝန်ထမ်းမလုပ်တော့မဲကျွန်တော်ဘာမှမလုပ်တော့ဘူးဆိုရင်တော့မှပဲဒီတော်တွင်းမှာ risk ယူပြီးတော့လုံရဲကန်ရင်ဖြစ်လာတာမျိုးအိုကေငါအတွက်ငါ risk ယူရမယ်အချိန်ရောက်ပြီငါလုံးဆရာရှိလုပ်တော့မယ်ငါတွေးထားတဲ့အတိုင်းစိတ်ကူးထားတဲ့စိတ်ကူးထားတဲ့ career ငါတည်ထောင်တော့မယ်တည်ဆောက်တော့မယ်အဲဒါမျိုးပုံစံမျိုးတွေရှိပေါ့နော်ကိုယ့်ရဲ့ career ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အတမွေးဝမ်းကြောင်းဘိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့အပြောင်းအလဲတွေလုပ်ဖြစ်တာဒါမှမဟုတ်အပြောင်းအလဲတွေလု ုပ်ဖို့အတွက်တပ်တည်တွေရှိလာတာမျိုးတွေဖြစ်နိုင်တယ်ပြီးတော့အပြောင်းလဲလုပ်ဖို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်အာဒီကိုတွေးထားတဲ့အတိုင်းကိုစိတ်ကူးထားတဲ့အတိုင်းဖန်တီးတူထွင်မှုတွေလောက်လာနိုင်တာမျိုးတွေပေါ့ဒါမျိုးတွေရှိနိုင်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီအစန်းတက်ပေါ့နော်ဒီကန်စာပြီးသွားပြီဆိုတော့ rising sign လီယိုလေးတွေပေါ့အဲ့တော့မိမိရမိမိရဘတ်ချက်မှာအစန်းတက်သို့မဟုတ် rising sign မှာပေါ့နော်အဲအတူတူအတူတူပဲအဲ့မှာလီယိုမှာပါနေတဲ့သူတွေကကြတော့ဘာလေးတွေကိုသူကလောက်လာနိုင်ကြီးရှိလဲဆိုရင်လေမိမိရပေါ့နော်အတွေးခေါ်ပေါ့ တွေးရခေါ်တဲ့ပုံစံလေးတွေမှာလည်းပတ်သက်ပြီးတော့ကိုကဘူးသုဒ္ဓတွေ knowledge တွေကိုပုံပုံပြီးတော့လေ့လာပြတာမျိုးတွေရှိလာနိုင်တယ်။ဟာအရင်တော့ဟာစာရေးလေ့လာကြတယ်ဒါပေမဲ့အချိန်မပေးနိုင်ဘူး။ဒါရေးလုပ်ချင်တယ်မလုပ်နိုင်ဖြစ်ဘူးဆိုတဲ့ဟာတွေကအခုဒီက nap joint in aries တဲမှာဆိုရင်ဟာဘောနောစိတ်ကူးထားတဲ့အတိုင်း ကိုစိတ်ကူးထားတဲ့အချိန်မှာဂျပန်သားတင်ကျင်တယ်လို့စိတ်ကူးထားဂျပန်သားတကယ်ထားတင်မြစ်တာမျိုးပေါ့အဲဒါမျိုးပေါ့နော်အကိုဟောစပီချူယယ်နဲ့ပတ်သက်ပြီးတော့တင်ကြအာလေ့လာကျင်တယ်စပီချူယယ်နဲ့ပတ်သက်ပြီးတော့လေ့လာကျင်တယ်ဆိုပြီးအရင်အချိန်မပေးနိုင်လို့မလေ့လာပြန်ဒီတော့တင်မှာထားပြီးလေ့လာပလိုက်တာမျိုးတွေလုံးမိတာမျိုးရှိနိုင်တယ်အဲ့လိုမျိုးပေါ့နော်ဟောဒီမှာဟောဒီ Ryzen အာ Leo လေးတွေကကြတော့ဒီတော့တွင်းမှာဆိုရင်ခီးထွက်ချင်တယ်လို့တွေးရဆိုရင်တကယ်ခီးကိုတကယ်စိတ်ကူးထားရတဲ့တကယ်ထားထွက်ပြလိုက်တာမျိုးတွေပေါ့အဲအဲ့မျိုးတွေလုံးမိလာနိုင်တယ်အရင်ကအကြောင်းမျိုးတွေပြပြီးတော့မလုတ်ဖြစ်ဘူးမလုတ်ဖြစ်ဘူးဆိုပြီးတော့နောက်ဆက်နောက်ဆက်တင်ပြီးနောက်ဆက်နောက်တွဲထားနောက်ထားထားတဲ့ကိစ္စရဲ့လေးတွေက တော်တော်များများလုံးဖြစ်လာနိုင်ကြရှိတယ်။နောက်တစ်ခုကကြတော့ဒီမှာဆိုရင်အာနပ်ကျွန်းအင်အေရီစကာလာအတော်တွေမှာဒီလီယိုအစမ်းထက်လေးတွေအနေနဲ့ပေါ့နော်။ဟိုပြောရမယ်ဒေတန်နရဘူသူဒ္ဓတွေကိုလည်းပေါ့နော်ဒီခီးတွေထွက်ပြီးတော့ဒေတန်နရဘူသူဒ္ဓတွေလည်းလိလာရှာမိဖြစ်နိုင်တယ်။အရင်ကစိတ်ကူးထားခဲ့တဲ့ခီးမျိုးတွေထွက်ဖြစ်ပုံများလိမ့်မယ်။အာပုံမှန်ထွက်နေကြခီးမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်။ကိုစိတ်ကူးရင်ထားလဲဒီနေရာလေးတော့အရန်သွားကျင်တာပဲလို့တွေးထားတဲ့စိတ်နေရာလေးတွေကိုတကယ်ရောက်ဖြစ်သွားတာမျိုးလေးတွေကစားရှိနိုင်တယ်။ရောက်ဖြစ်ဖို့အတွက်လည်းကိုကိုတိုင်ရဲ့တွန်းအားနဲ့လဲပေါ့နော်။ကိုတွန်းအားနဲ့ကိုနဲ့လဲဟိုဘယ်လိုပြောရမလဲ။သူများတွန်းအား ားပေးလို့မဟုတ်ဘူးကိုရန်ကတွန်းအားပေးပြီးတော့ရောက်ဖြစ်အောင်သွားသွားဖြစ်တောင်းသွားပြောင်းသွားလာမျိုးတွေပေါ့ဒါမျိုးတွေအစားရှိနိုင်တယ်နောက်တစ်ခါကျတော့ပညာရပိုင်းဆိုင်ရာတွေမှာလည်းပို့ပြီးတော့တိုးတက်မှုတွေရလာနိုင်ခြင်းရှိတဲ့သူတွေဖြစ်လာနိုင်တယ်တကယ်လို့ကိုကိုရန်က သူများကိုစာတင်ပေးနေရတဲ့သူမျိုးတွေပေါ့နော်ဆရာဆရာမတွေဆိုရင်လည်းအရင်တုန်းကတင်နေကြပုံစံမျိုးထက်ပိုပြီးတော့ကောင်းတဲ့ပုံစံမျိုးတွေနဲ့တင်ပေးနိုင်တာမျိုးတွေရရှိဖြစ်သွားနိုင်တယ်။ကိုယ့်ရဲ့ knowledge sharing ပုံစံတွေကစပြောင်းလဲသွားတာမျိုးတို့အဲဒါမျိုးတွေပေါ့နော်။ဘလို့အပြောင်းလဲကောင်းကောင်းနေကိုယ့်ရဲ့စိတ်ကူးထားတဲ့ဟာတွေကိုလည်းအကောင်းဆုံးချပြနိုင်တဲ့ပုံစံမျိုးလေးတွေအကောင်းဆုံးဖန်တီးနိုင်တဲ့ပုံစံမျိုးလေးတွေကစရှိလာနိုင်တဲ့သဘောတရားတွေကိုဒီ Napjoin Aries Gala Adore Dream ဒီ2039 Adore Dream မှာဖြစ်နိုင်တွေ့ရပါလိမ့်မယ်။နောက်တစ်ခုကကြတော့ Rising Sign ဘာကိုပေါ့။အဲ့တော့မိမိရဲ့ budget ်မှာအစမ်းတက်သို့မဟုတ် rising sign မှာဘာကိုလေးတွေရှိတဲ့သူတွေအနေနဲ့ကောဒီ2025ကနေ2039အတော်တွင်းမှာဘလိုနေရာမျိုးလေးတွေပေါ့နော်ဒါလေဘလိုနေရာမျိုးလေးတွေမှာအပြောင်းလဲတွေဖြစ်နိုင်ခြေရှိမလဲပေါ့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ကကြတော့ပြောရမယ်ဆိုရင်တော့လေအရင်ကအရင်ကပေါ့နော်ကိုကတခုခုဆိုရင်ကိုရဲ့တွေးတဲ့မှာပိတ်လောင်ထားတဲ့ အတွေးတွေပေါ့ဥပမာဆိုရင်ဟာငါဒီဒီကိစ္စကိုတော့ငါ privacy ပဲထားမယ်ငါဘယ်သူမှပေးမသိဘူးငါတွေးထားရဲ့စိတ်ကူးထားရဲ့စိတ်ကူးတွေရှိတယ်ဒါတွေတော့ငါဘယ်သူမှချမပြဘူးဒါလေးတွေတော့ငါတဲ့ငါတယောက်တည်းပဲသိအောင်ဟောပါနော်ကိုတယောက်တည်းပဲသိတဲ့ကိစ္စတွေရှိမယ်အများအောင်ချပြလိုက်ရင်ကောင်းမယ်ဆိုတာသိတယ်ဒါပေမဲ့ဘယ်သူမှငါချမပြတော့ပါဘူးဒါကြီးချပြနေလို့လည်းအလကားပါပဲငါလေးလာထားတဲ့ຢာတွေငါတင်ထားလိုက်ပါမယ်ဆိုပြီးတော့တွေးထားခဲ့တဲ့ຢာတွေကိုအခုဒီ dot dream ပေါ့နော်ဒီ2025ကနေ2039အ dot dream မှာချပြပြလာနိုင်တယ် အကိုကွာတာ research လုပ်ထားတယ်ကိုလေ့လာထားတဲ့ဟာတွေတချို့ဆိုရင်သူတေသနာစာတမ်းတွေပါတွေအစရေးထရေးပြတာမျိုးတွေအစဖြစ်သွားနိုင်တယ်လောလောဆယ်မှာအာပေါ့နော်ကိုကဟိုကျောင်းနေပါတွေတက်လို့စာတမ်းတချို့ကြတော့ရှိရလေ master တွေပါတွေတက်နေတက်နေလို့စာတမ်းတွေချပြရေးပြရေးပြတာမျိုးတွေရှိပြင်မဲ့ဒီတချို့ဒီ rising bar ကိုတွေဆိုရင်ကိုကွာတာကိုသူတေသနာတွေကိုစိတ်ကိုထုတ်ပြီးတော့ကိုကလုံးဖြစ်တာမျိုးတွေအောင်ရှိလာနိုင်တယ်ပြောရမယ်ဆိုရင်တော့ဒီ rising bar ကိုတွေအနေနဲ့ကဟိုအရင်ထက်စာရင်လဲကိုလေ့လာလက်စရှိတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့လဲနက်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 ရှန်ရှန်ပို့ပြီးတော့လေ့လာပြလိုက်မယ်လေ့လာပြပြီးသွားရင် ဲ့ဒီလ ీల ာထားတဲ့အရာတွေလ ీల ာလို့တိလာခဲ့တဲ့နတ်ဆိုင်ပါတယ်ပေါ့နော်ဟိုတာမန်လူတွေပုံမှန်ပေါ့ပေါ့ပေါ့ပါလ ీల ာလာမျိုးကိုမဟုတ်ဘဲနဲ့ဟိုနတ်နဲ့ဆန်ဆိုင်တွေကိုလ ీల ာပြီးတော့ကိုပဲကိုတိထားတဲ့မြားကိုကိုကပေါ့နော်အပေါ်လူတွေကိုများများပို့တိလာအောင်ပို့ပြီးတော့ဖြန့်ဝင်ခြင်းနဲ့စိတ် ်ပေါ့နော်ပို့ပြီးတော့သူတို့နားလေရငါဘလို့ပြန်ရှင်းပြရမလဲဆိုတဲ့အပိုင်းနေမှာပေါ့နော်ဒီလောက်နဲ့နေတဲ့အရာတွေဒီလောက်လှုပ်ဝဲတဲ့အရာတွေကိုငါဘလို့ပြန်ရှင်းပြရမလဲဆိုတဲ့အပိုင်းနေမှာအရင်ထက်ဆိုင်ရင်ပို့ပြီးတော့စိတ်ကူးကောင်းနေပို့ပြီးတော့ရလာနိုင်တယ်စိတ်ကူးစိတ်တန်းကောင်းနေနဲ့ချပြလာနိုင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီ nap joint bar ကိုတမအဲ့တော့ nap joint areas မှာပေါ့နော်ဒီ2025 2039အတော်တွင်မှာဒီ rising bar ကိုဒီအနေနဲ့က ပြောရမယ်ဆိုရင်တော့အာတော်တော်ဟိုပေါ့နော်အာဒီ transformation နေလဲလောက်ဖြစ်နိုင်ကြီးရှိတယ်လုံးဝမထင်ထားရတဲ့ဥပမာဆိုရင်ပုံမှန်အားဖြင့်ねငါ AC ဘက်နေကြတယ်ဆိုတော့လူတယောက်ကလည်းရုတ်တရက်ကြီး A ပေါ့နော်ဒီလုံးဝ challenge စီထားလုပ်လိုက်တာမျိုးတွေပေါ့နော်လုံးဝအာဘွားဟို comfort zone ကနေယုံထွက်ပလိုက်တယ်တို့အတားမျိုးပေါ့နော်လုံးဝလူတယောက်ထားလူတယောက်ပြောင်းသွားတဲ့ပုံစံမျိုးတွေဖြစ်အောင်မထီပေါ့နော်ကိုယ့်ရဲ့အတွေးခေါ်တဲ့ပုံစံကိုယ့်ရဲ့နေရထိုင်တဲ့ပုံစံတွေရအစားပြောင်းလဲလိုက်တာမျိုးလေးတွေရအစားရှိနိုင်တယ်လို့ပြောလို့ရပါတယ်เนาะအဲ့တော့ကျတော့ဒါတော့ပါ rising bar ကိုလေးတွေကိုပြောပြခဲ့တာပါနောက်တစ်ခုက ကြတော့ rising sign ဘာ libra ပေါ့နော်အဲ့တော့ကြတော့မိမိရဲ့ rising မိမိရဲ့ ascendant က libra ဖြစ်နေတဲ့ဆိုရင်တော့ neptune ရဲ့ aries ကလာအတော်တွင်မှာဘယ်နေရာမှာထူးခြားမှုတွေရှိနိုင်မလဲဆိုရင်တော့မိမိရဲ့ပေါ့နော်အာပြောရမယ်ဆိုရင်တော့အာ အာဒီအနီးကပ်ပုတ်ကိုပေါ့အနီးကပ်ပုတ်ကိုဆိုတာပါလဲဆိုတော့ဥမာမိမအိမ်အောင်ပဲရှိရင်အိမ်အောင်ပဲဒါမှချစ်သူရီစားပါတာနာဒါမှလုံးဖို့ကိုင်ပဲလုံးဝကိုမှာပေါ့နော်အရန်ရင်းနီးတဲ့ပါတာနာပေါ့နော်အဲ့ဒီပါတာနာကလည်းသူနဲ့ကိုနဲ့ကြားထဲမှာဟိုတကယ်ကိုပဲအဲ့လို close ဖြစ်တဲ့ပါတာနာတွေပေါ့အဲ့လိုပါတာနာတွေနဲ့ကိုနဲ့ကြားထဲမှာဆိုရင်အရင်ကစာရင်ပို့ပြီးတော့အဲ့ကိုရဲ့ပါတာနာအတွက်ကိုလည်းကိုကပို့ပြီးတော့ဖြည့်ဆည်းပေးကြတာလားမျိုးတွေအစားရှိနိုင်တယ်ပြီးတော့သူနဲ့ကိုနဲ့ကြားထဲမှာအတူတူလှုပ်ချင်တယ်ဆိုတဲ့ကိစ္စရဲ့ကလေးတွေပေါ့စိတ်ကူးထားတဲ့အစားတော့ကတော့ဒါမဲ့လှုပ်ဖြစ်ပါမလားအော်ငါနဲ့သူနဲ့ဟိုမှာပေါ့ ော်ဒီအနည်းဆက်ဆုံးပြောရမယ်ဆိုသူနဲ့ကိုနဲ့အလုပ်တွေလုပ်ချင်တယ် ဒါပေမဲ့အရင်တော့ကတော့ကိုမပြောရဲဘူးပြောလိုက်ရင်သူသဘောမတူမှဆိုလို့သူတစ်ခုဖြစ်သူတစ်ခုငင်းလိုက်ရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မပြောရဲဘူးဆိုတဲ့ကိစ္စရတဲ့အရင်တော့စိတ်ကူးပဲထားလိုက်ခဲ့တဲ့ဟာတွေကဆအခုချိန်မှာရရဲဝံ့ပြောပြီးတော့ငါတို့အတူတူလုပ်ကြမယ်ဒီကိစ္စရတော့ငါတို့အတူဖန်တီးကြမယ်ဆိုတာမျိုးလေးတွေပေါ့အဲ့တော့ကိုယ့်ရဲ့ပါတနာဖြစ်တဲ့သူနဲ့အလုပ်တွေဆက်ဖတ်ဆက်လုပ်ဖြစ်တာတို့ကိုယ့်ရဲ့ပါတနာဖြစ်တဲ့သူနဲ့ပေါ့နော်ဟောပြောရမယ်ဆိုရင်တော့အာဒီဖန်တီးမှုတွေလုပ်ဖြစ်တာမျိုးတွေပေါ့ဒါမျိုးတွေကဆာရှိနိုင်တယ်နောက်တစ်ခုကကြတချို့တွေဆိုရင်တော့ဒီအာမှာဆိုရင်ဒီ Rising Libra အနေနဲ့အာဒီ အိမ်တော်နေပိုင်ပြုတ်လိုက်တာမျိုးတွေအစားဖြစ်တတ်တယ်။အရင်တော့ဘွားတစ်ခုတီထောင်မှုတွေကွာတတိမရှိနေဘူး။ငါဘွားတစ်ခုတီထောင်မှုတော့တတိမရှိဘူးဆိုရင်လူတွေတောင်မှပဲဒီခါလာမှာဘွားပေါ့နော်ဒီတော့ကအိမ်တော်တဲ့အိမ်တော်တဲ့ဘွားကိုကူပြောင်းလိုက်တာမျိုးတို့အဲဒါမျိုးတွေပေါ့နော်အဲ့လိုကို့အတွက်ဟိုပြောရမယ်ဆိုရင်တော့အပြောင်းလဲတွေကိုလုံရဲလာနိုင်တယ်။အရင်တော့ကိုမလုံရဲဘူးကိုယ့်ရဲ့ပတ်တန်နဲ့ပတ်သက်ပြီးတော့ဆိုမပြောရဲဘူးမဆိုရဲဘူးဆိုတဲ့ကိစ္စရက်တွေအတူတူလုံးချင်ပါလေရဲနဲ့မလုံရဲဘူးဆိုတဲ့ကိစ္စရက်တွေကိုလုံဖြစ်လာနိုင်ခြေရှိရဲဆိုတဲ့သဘောတရားတွေကိုတော့ဒီမှာလာပြီးတော့တွေ့ရပါတယ်။နောက်တစ်ခုကကြတော့ Rising Sign Scorpio ပေါ့ ါ့နော်အဲ့တော့မိမိရဲ့ budget မှာ rising scorpio rising ascendant scorpio တမားလေးတွေအနေနဲ့ကကြတော့ဘယ်နေရာလေးတွေမှာအပြောင်းလဲတွေရှိလာနိုင်မလဲဆိုရင်တော့ကိုယ့်ရဲ့ daily lifestyle လေးတွေမှာအပြောင်းလဲတွေဖြစ်လာနိုင်ခြင်းရှိတယ်။အရင်တော့ကကိုကနေကျင်သလိုနေတယ်၊စားကျင်သလိုစားတယ်ဆိုရင်တော့မှပဲအခုဒီကာလမှာကိုကစံသက်မှတ်ထားတယ်ပေါ့နော်။ကျမကြီးနဲ့ညီညွတ်တဲ့ဘွားနေထိုင်မှုပုံစံမျိုးပြောင်းလဲသွားတာလို့အဲ့ဒါမျိုးပေါ့။ဟောအရင်တော့စိတ်ကူးထားတယ်။အော်ငါတနေ့ကိုမနက်မနက်9:00နာရီကအိပ်ရထားမယ်လို့စိတ်ကူးပဲမဲ့အော်ပေါ့နော်။ကျမကြီးအတွက်ကောင်းတယ်ဆိုတာလည်းသိတယ်။အဲ့ဒါမျိုးတွေလုပ်ပဲမဲ့ စိတ်ကူးတဲ့အတိုင်းပဲဒါပေမဲ့ဘာမှမဖြစ်လာဘူးဒါပေမဲ့ဒီခုဒီခုဒီ2025ကနေ2039အတွက်တည်းမှာကျတော့ကျမ်းမာရေကိုလည်းပို့ပြီးတော့လိုက်စားလာနိုင်တယ်ကျမ်းမာရေလည်းအရင်ကထက်ပို့ပြီးတော့လိုက်စားလာနိုင်တယ်ကျမ်းမာရေလည်းပို့ကယူဆိုင်လာနိုင်တယ်တစ်ဖက်မှာလည်းပေါ့နော်ကျမ်းမာရေနဲ့ညီညွတ်တဲ့ဘွားနေထိုင်မှုပုံစံမျိုးတွေကိုအရင်ကစိတ်ကူးထားတယ်အဲအတိုင်းပေါ့နော်လက်တွေ့လှုပ်ဆောင်ဖြစ်တာမျိုးတွေကဆာရှိလာနိုင်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ပို့ပြီးတော့လည်းနောက်ပြီးသွားတဲ့အခါမှာပေါ့နော်ဒီကျမ်းမာရေကိုလည်းပို့ပြီးယူဆိုင်နိုင်တယ်လို့နောက်တစ်ခုအလုံးလုံးတဲ့အခါမှာလည်းအရင်ထက်ဆိုင်ပို့ပြီးတော့စေတနာပို့ပါလာတာမျိုးအ အရင်တော့ကတော့ဟိုအလုတ်အလုတ်ဆိုအလုတ်ပဲပြီးပြီးရောလုတ်ခဲ့တာဆိုရင်တော့မှပဲအရင်ကစေတနာပါပြီးသားဆိုပို့စေတနာပါသွားမှာကိုပြောချင်တာတကယ်လို့စေတနာအရင်တော့တိတ်ပြီးတော့အတိုင်းပဲပတ်ဆိုင်ရပြီးရောလုတ်နေရအလုတ်ကတော့စေတနာတော့မပါဘူးငါအလုတ်ကိုလုတ်ချင်လို့ဟိုလုတ်ချင်လို့လုတ်တယ်ဆိုရင်အလူမျိုးတွေတောင်မှပဲအခုဒီကာလတော့တွင်မှာအလုတ်ကိုပို့ပြီးရောစေတနာပို့ပါပို့ပါလာနိုင်တယ်ပို့ပြီးတော့လဲအော်သူတို့အဆင်ပြေသွားကြပါစေဆိုရပုံစံမျိုးပေါ့ကိုယ့်ရဲ့လုတ်ဖို့ကိုင်းမဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကစတမာအာပဲဖြစ်ဖြစ်ပေါ့နော်ဟိုဝင်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေမှာဆိုပို့တိတာနိုင်တယ်။လုံးဝကိုမှစနစ်တကျပို့ပြီးဝင်ဆောင်မှုပေးတာမျိုး ို့ပြီးတော့ပြီးပြီးရောမဟုတ်တော့ဘဲနဲ့ပေါ့နော်စေတနာပပနဲ့လောက်ကန်ဆောင်ရတာမျိုးတွေပေါ့ဒါမျိုးလေးတွေကဆာဖြစ်နိုင်ခြေရှိရဲဆိုရအနေထားမျိုးလေးတွေကိုတွေ့ရပါတယ်နော်နောက်တစ်ခုကကြတော့ rising sign ascendant sagittarius ပေါ့နော်အဲ့တော့မိမိရဲ့ဒီ ascendant အဲမိမိရဲ့ rising sign မှာ sagittarius ပါတဲ့သူတွေကတော့ဘယ်နေရာလေးတွေမှာသူတို့ကထူးခြားမှုလေးတွေရှိလာနိုင်လဲဆိုရင်တော့သူတို့ကကြတော့လေပြောရမယ်ဆိုရင်ဟို နပ်ကျွန်းကလည်း creation ဖြစ်တဲ့ I don't know creation လို့ imagination လို့ဖြစ်တဲ့အပိုင်းအဲ့ဒီမှာမှာ Aries မှာရောက်တဲ့အခါကျတော့လုံးဝကိုမပေါ့နော်ဟိုဘယ်ရမဆိုဖြစ်ဖြန်ပြီးမယ်ဟေးတထွင်ပလိုက်မယ်ဟေးဆိုရအနေထားမျိုးတွေဖြစ်နေတဲ့ကာလမှာဒီ Sagittarius Radius တွေကလည်း house bike မှာတက်တိုက်ဆိုင်ဆိုင်သွားရောက်တဲ့ house bike ကလည်း creativity ဘိုင်းနဲ့ပတ်သက်တာပေါ့နော်အာကိုဖြန်ပြီးတထွင်မှုနဲ့ပတ်သက်တဲ့ house ပေါ့အဲ့ဒီ house မှာရောက်နေတာဆိုတော့ကျတော့ပို့ပြီးတော့အရင်ရင်ထက် ရီ content ကောင်းကောင်းတွေပေါ့နော်ပြောမယ်ဆိုတော့ဒါ social media မှာမှောင်အလုံးလုံးနေရဆိုတော့မှောင်အနေနဲ့ကတော့မှောင်လဲ rising size sagittarius ပဲဆိုတော့ပို့ပြီးတော့ content တွေပို့ create လုပ်ချင်တာတခုဆိုအပြောပြချင်လာပြီအဲ့ဒါမျိုးပေါ့နော်အဲ့တော့ကိုသိထားတဲ့ဟာတွေတတ်ထားတဲ့ဟာတွေကိုသိထားတဲ့ knowledge တွေကိုမျှဝေပေးချင်လာတာ မြောက်ဝေပေးခြင်းလားမျိုးဖြစ်လာနေတယ်ဒါဒါဥပမာနည်းနဲ့ပြောတာပေါ့နော်အဲ့လိုမြောက်ဝေပေးခြင်းလားတခုဆိုရင်ဘယ်ရမဆိုအစ်စ်စမ်းလေးတွေတိလာပြီဆိုတာနဲ့ဖန်နီးလိုက်မယ်ဟာတွင်းမိရာနဲ့ကိုလှုပ်ချင်လာတာမျိုးအဲပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဘေးနားလူတွေကိုလည်းပျော်ရွှင်အောင်ထားပေးခြင်းနဲ့စိတ်တွေရှိလာနိုင်တယ်တကယ်လို့များပေါ့နော်ကို့မှာ romantic လည်းပို့ဖြစ်လာနိုင်တယ်အဥပမာဆိုချစ်သူကြီးစားရှိတယ်ဆိုလည်းကိုယ့်ရဲ့ချစ်သူကြီးစားပို့ပြီးတော့ကျူးတာဟာတို့ပို့ပြီးတော့ချစ်ပြတာဟာတို့အဲဒါမျိုးတွေပေါ့နော်အဲ့လိုတကယ်လို့ကြီးစားမရှိနေသေးဘူးဆိုရင်တော့မှပဲကိုယ့်ရဲ့တငယ်ချင်းတွေကိုပို့ပြီးချစ်ပေးတာကိုချစ်ရတဲ့သူတွေကိုပို့ပြီးကယူဆိုင်တာဟာတို့အဲ့လိုမျိုးပေါ့ romance romance နဲ့ပို့ဖြစ်လာတယ်ပေါ့နော်ပို့ပြီးတော့လည်းပို့ပို့ ိုရိုလာတယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေဖြစ်လာနိုင်သေးရှိတယ်နောက်တစ်ခုကကျတော့အစ်စ်အစ်စ်အစ်စ်တွေကိုလှုပ်ချင်တဲ့စိတ်တွေအများကြီးလာနိုင်တယ် ဒါဒီဟာလေးလည်းအစ်စ်ဆန်းဖန်နီးကြံတယ်အခဏနေဟွာလေးလည်းအစ်စ်ဆန်းဖန်နီးကြံတယ်အဲ့လိုမျိုးပေါ့နော်ဟိုဟိုဟိုဒီတက်တက်မထဲမသွားကြံတော့ဘဲနဲ့အစ်စ်အစ်တူကိုဖန်နီးကြံတဲ့စိတ်ကလေးတွေဒီ rising sign subject တွေရဲ့ဆရာဖြစ်နိုင်တယ်တကယ်လည်းဖြစ်လာတဲ့အတိုင်းအဲ့ပေါ့နော်တွေးမိတဲ့အတိုင်းလည်းတကယ်လည်းဖန်နီးဖြစ်တာမျိုးတွေဖြစ်နိုင်ချေရှိတယ်ဟိုတွေးတဲ့ဆိုတဲ့အစင်မှလည်းရက်မနေတော့ဘဲနဲ့တကယ်ကိုလုတ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေတရှိလာနိုင်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ capricorn ပေါ့နော် rising sign ascendant capricorn လေးတွေပေါ့အဲ့တော့မိမိရဲ့ rising sign မိမိရဲ့ ascendant ပေါ့နော်ဘတ်ချက်မှာ capricorn ပါတဲ့သူတွေအနေနဲ့ကကြ တော့ဘယ်နေရာလေးတွေမှာသူတို့တွေကပေါ့နော်ဒီပို့ပြီးတော့ imagination ပို့ကောင်းလာနိုင်လဲပို့ပြီးတော့ဟောနော်စိတ်ကူးယဉ်လာတာမျိုးစိတ်ကူးယဉ်ထားတဲ့အတိုင်းပို့ပြီးတော့ဖန်ပြီးပြန်လာနိုင်ကြရှိလဲဆိုရင်တော့မိမိရဲ့အိမ်မိမိရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တယ်အာပို့ပြီးတော့မိသားစုကိုပို့ထောက်ပံ့ပေးလာနိုင်တာဒါမှမဟုတ်ရင်လဲဟိုကိုယ့်ရဲ့အိမ်ကိုပို့ပြီးတော့ပြုပြင်လိုက်တာမျိုးပေါ့ကိုစိတ်ကူးထားတဲ့အတိုင်းအိမ်ကိုဥမာဟိုဆိုရင်ကွာကွာအရင်တော့အိမ်ကတစ်ထပ်အိမ်နေနေနေတယ်အခုချိန်မှာတော့နှစ်ထပ်အိမ်စောင့်ချင်တယ်ဆိုရင်နှစ်ထပ်အိမ်စောင့်လိုက်တာမျိုးပေါ့ဒါမှမဟုတ်ဘူးဆိုရင်လဲဒီတော်အတွင်းမှာကွာအိမ်တိုင်အိမ်တစ်လုံးပိုင်ဆိုင်လာတာမျိုးလည်းဖြစ်နိုင်တယ်အိမ်တစ်လုံး ုံးပေါ့ကိုယ့်ရဲ့စိတ်ကူးထားတဲ့အတိုင်းအိမ်လေးလုံးဆောက်ဖြစ်တာအိမ်လေးလုံးဝယ်ဖြစ်တာအဲစသဖြင့်ပေါ့နော်ဒီလိုမျိုး Neptune Neptune Aries မှာဒီ Rising Capricorn နေအနေနဲ့ကတော့မိမိရဲ့မိသားစုကိုဖန်တီးကျင်တဲ့မိသားစုဘဝလေးကိုဖန်တီးပြတာမျိုးလေးတွေရှိနိုင်တယ်အဲငါကိုရှိထားပြီးသားမိသားစုရှိတယ်ဆိုရင်လည်းမိသားစုကိုပို့ပြီးတော့ကိုဖြည့်ဆည်းပေးကျင်တယ်လို့တွေးထားတဲ့အတိုင်းတကယ်ကိုဖြည့်ဆည်းပေးပြတာမျိုးလေးတွေအားရှိလာနိုင်တယ်နောက်ကြတော့ Open အိမ်ပိုင်းတွေဘာတွေအားရတာမျိုးတွေအားဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ကိုစိတ်ကူးထားတဲ့အတိုင်းတကယ်လက်တွေ့မှာကို imagination လုပ်နေတဲ့အတိုင်းတကယ်ကိုဖြစ်လာနိုင်တဲ့အနေအထားမျိုးတွေရှိ နိုင်ပါတယ်เนาะနောက်တစ်ခုကကြတော့ Aquarius ပေါ့နော် Rising Sign Aquarius Ascendant Aquarius တွေအနေနဲ့ကတော့ဒီ Love Joy အာပေါ့နော် Aries မှာဘာတွေဖြစ်လာနိုင်ကြီးရှိမလဲဆိုရင်တော့သူတို့အနေနဲ့ကတော့လေကိုယ့်ရဲ့ပေါ့နော်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းမောင်နှမသားချင်းအဲစတဲ့အဲ့လို close friend တွေပေါ့နော်ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းအဲစတဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာဆိုရင်ပို့ပြီးတော့ပေါ့နော်အရင်ကတည်းကစာရင်အရင်ကကိုယ့်ကိုယ်တငယ်ချင်းကိုဘာလေးလုပ်ပြီးရင်ကောင်းမလဲလို့စဉ်းစားထားတာဒါမှမဟုတ်ကိုယ့်မောင်နှမတွေကိုဘာလေးလုပ်ပြီးမဲပေါ့နော်အဲ့လိုမျိုးတွေတွေးထားရတွေရှိရဆိုရင်တော့ဒီကလာတော့တဲ့မှာတိတ်အချိန်မဆွေးဘဲနဲ့လုပ်ဖြစ်တာမျိုးလေးတွေက ားရှိနိုင်တယ်ဒါမှမဟုတ်နောက်တစ်ခုကကြတော့ကိုယ်တငငချင်းနေနဲ့ငါတော့တငငချင်းနေနဲ့ဆက်တူတခုခုတော့လုံရင်ကောင်းမယ်ဒါမှမဟုတ်တငငချင်းနေနဲ့ဆက်တူခီးရီသွားကြတယ်အရင်ကမသွားပြဘူးတော်တော်လေးသွားမယ်လို့စိတ်ကူးထားမယ်မသွားပြဘူးဆိုတဲ့အရာလေးတွေကဒီကာလအတော်အတွင်းမှာသွားပြလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ကြတော့တငငချင်းနေနဲ့သွားကြတာပဲဖြစ်ဖြစ်မောင်နှမကြီးနဲ့သွားကြတာပဲဖြစ်ဖြစ်အဲ့လိုခီးရီပဲထွက်ချင်တာမျိုးတွေဆိုရင်လည်းထွက်ဖြစ်နိုင်ခြင်းရှိတဲ့အနေအထားမျိုးတွေရှိနိုင်တယ်နောက်တစ်ခုကကြတော့လေဟိုပို့ပြီးတော့ပေါ့နော်ဒီမှာဆိုရင်ကိုအရင်က တငယ်ချင်းတွေနဲ့ကိုနဲ့ကြားထဲမှာဆက်ဆံရေးတဲ့အဆင်မပြေနေရမျိုးတွေရှိတယ်။ဆိုရင်တော့မှပဲဒီတော့အတွက်မှာအဆင်ပြေအောင်ပေါ့နော်။အာပြောပြလာတာမျိုးတွေအဆင်ပြေတဲ့အာဒီ ဖရန့်ရှင်အစဉ်ပြေတဲ့ပေါ်တော့ဆက်ဆံရေးမျိုးဖြစ်အောင်ဖန်ပြီးပြတာမျိုးတွေဟာဆာရှိလာနိုင်တယ်နောက်တစ်ခုကကြတော့တချို့တွေလူတွေအနေနဲ့ပေါ်တော့ဒီ Rising Aquarius တို့အာနောက်တစ်ခုကကြတော့ဒီအစမ်းတက်ပေါ်တော့အစမ်းတက် Aquarius တွေဟာကြတော့တကယ်လို့များဆာအရေးသားတွေပါရဝါသနာပါတယ်ဆိုရင်ဒီ dot တွေမှာဆာဥတီပါရအောင်ထုတ်ပြထားမျိုးတွေဖြစ်လာနိုင်ခြင်းရှိတယ်ကိုယ့်ရဲ့ဆာအရေးသားတွေကမစိတ်ကူးထားလေကွာဆာရေးကျင်တယ်ဆာရေးကျင်တယ်အရင်စိတ်စိတ်ကူးတယ်ဆာရေးတာဝါသနာပါတယ်ဒါပေမဲ့စိတ်ပဲစိတ်ကူးနေရမရေးဖြစ်ဘူးဆိုရင်ဒီ dot တွေမှာရေးဖြစ်သွားနိုင်တယ်အာရေးဖြစ်သွားနိုင်တယ်ရေးဖြစ်ပြီးတော့ဆာဥတီပါရထုတ်ပြထားမျိုးတွေပေါ်ဆာတက်ဖြစ်အဲ့လိုကိုယ့်ရဲ့စိတ်ကူး ိတ်တန်းလေးတွေကိုအာတော်တော်ဒီလူတိလူလူတွေကြားထဲကိုချပြလိုက်နိုင်ချပြလာနိုင်တာမျိုးကိုယ့်ရဲ့အရေးသားတွေပေါ့အဓိကရေးသားမှုနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာအာကိုယ်ချပြလာနိုင်မှုတွေဖြစ်နိုင်တယ်နောက်တစ်ခါကျကိုယ့်ရဲ့ daily ဘယ်လိုမျိုးလေးနေနေတယ်ကိုယ်ဘယ်လိုဘယ်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံနေတယ်ဆိုတာမျိုးလေးတွေအဲပေါင်းသင်းဆက်ဆံရေးတွေပေါ့နော်အထူးသဖြင့်အရန်ခင်မရတဲ့တငယ်ချင်းတွေမိတ်ဆွေပေါင်းသင်းတွေကိုလည်းပို့ပြီးတော့တံမိုးထားတာမျိုးတွေဖြစ်နိုင်တယ်သူတို့ရဲ့ကိုယ်နဲ့ကြားထဲမှာလည်းအထူးထူဆက်တူပေါ့နော်ခီးရီထွက်ဖြစ်တာဒါမှမဟုတ်ဆက်တူအလုပ်တွေလုပ်ဖြစ်တာမျိုးတွေဒါမျိုးတွေအားစရှိလာနိုင်တယ်ဆိုတဲ့သဘောတရားလေးတွေ ကိုလည်းတွေ့ရပါတယ်เนาะနောက်တစ်ခုကကြတော့နောက်ဆုံးအနေနဲ့ rising ascendant pisces တွေပေါ့เนาะအဲ့တော့ pisces တွေနဲ့ပတ်သက်ပြီးတော့ကကြတော့ဒီ pisces လေးတွေကကြတော့လေဒီမယားဒီဘွားလေးတွေကဒီ neptune aries ပေါ့ဒီ2025ကနေပြီးတော့2039အတော်တွင်းမှာဘာလေးတွေကြုံတွေ့ရနိုင်ခြင်းရှိမလဲဆိုရင်တော့မိမိရဲ့ပေါ့เนาะငွေကြီးကြီးရေးပိုင်းဝင်ငွေပိုင်းနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာဟာကိုက imagination ကောင်းကောင်းနဲ့ပေါ့စိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့ဖန်တီးမှုတွေလုပ်ဖြစ်လာနိုင်ခြင်းရှိတယ်အဲပုံမှန်ပေါ့เนาะဟာကိုဝင်ပုံမှန်ဝင်ငွေလေးတွေကိုနေနေကျင့်တတ်နေ တင်းနေနေရမျိုးမဟုတ်တော့ဘဲနဲ့ကိုစိတ်ကူးထားတဲ့အတိုင်းကိုပတ်စံရှာလိုက်နာလာမျိုးပေါ့ဒါမျိုးလေးတွေဖြစ်လာတယ်ကိုယ့်စိတ်ကူးစိတ်တန်းကောင်းကောင်းလေးတွေနဲ့အပတ်စံရှာလိုက်နာလာမျိုးတွေကိုယ့်ရဲ့ဖန်တီးမှုကောင်းကောင်းလေးတွေနဲ့ဝင်ဝင်လာကြောင်းအစ်တတွေကိုဖန်တီးနိုင်တာမျိုးတွေဒါမျိုးတွေရာစာဖြစ်လာနိုင်ခြင်းရှိရလို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ပေါ့နော် အာဒီလူတွေအနေနဲ့ဟိုပြောရမယ်ဆိုရင်တော့ဒီအဆန်အအဆန်တပ် basis တွေအနေနဲ့အရင်ကချပြမယ်လို့စိတ်ကူးထားရတယ်ဒါပေမဲ့မရဲနေဘူးမလုံရဲဘူးဆိုတဲ့ကိစ္စရက်တွေကိုလုံရဲလာနိုင်တယ်အထူးသဖြင့်လို့ငွေရေးကြေးနဲ့ပတ်သက်တာအလုံးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပေါ့နော်ကိုချမပြရဲဘူးဆိုတဲ့ကိစ္စရက်လေးတွေပို့ပြီးတော့ချပြလာနိုင်တာမျိုးတွေဖြန့်နှံ့ကြည့်ရှိပါလိမ့်မယ်အဲ့ဒီတော့ဒီနေ့အတွက်ကတော့မုံပြောပြခဲ့ပေးတာကတော့ဒီလောက်ပါပဲအခုမုံပြောပြခဲ့ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ astrology နဲ့ဆိုင်တာလေးတွေဖြစ်ပါတယ်အဲ့ဒီတော့ငကိုရဲက astrology ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကိုပဲရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတက ကယ်လို့များအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်မိမိအနေနဲ့ဘတ်ချက်တွေပိုင်းမသိနေဘူးဘတ်ချက်တွေပိုင်းမေးကျင်နေဆိုရင်တော့မှုန့်စီမှာလာမေးလို့ရပါတယ်เนาะဒါကတော့ကြော်ညာလေးဝင်တာပါအာစတာအာစတာပါเนาะအားလုံးကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်